ကဲဘရာသားတို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်းလို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတော့ YC တို့က Advance ပေါ့ပေါ့က update တင်တဲ့ဂုဏ်စစ်စရာလေးတွေကိုစုသပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရဲ့ဒါနဲ့ခဏလေးနေဦးဘရာသားတို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ ာသာတို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲကြိုးစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခေါင်းအားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ကဲဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးစပြီးပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော်အမြန်တီးခြင်းနဲ့ခေါင်းကြီးတို့အတွက်အမြန်တီးလို့ရမယ့် classic အမြန်မှုအကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီနေရာမှာ brother တို့တစ်ချက်ရှင်းလိုက် classic မှာရိုးရိုး classic ရဲ့အမြန် classic ရဲ့ဆိုပြီးတော့ နှစ်ခုဖြစ်နေပါပြီခေါင်းကြီးတို့ဒါတော့အခုလောလောဆယ်အဘတ်စာပေါ်မှာရှိနေတယ်ကျွန်တော်တို့အခုလောလောဆယ်ပေါ်တော့ကျွန်တော်ရိုးရိုး classic ကိုသွားတော့ရိုးရိုး classic ကိုပဲရောက်မယ်ကျွန်တော်တို့ကအမြန်မုတ်ဆိုတဲ့ classic ထဲကိုဝင်လိုက်မယ်ဆိုတော့အခုလိုမျိုးတွေပေါ်နေမှာပဲဖြစ်နေမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေ။ကဲဆိုတော့ကျွန်တော်တို့ဒီ move လေးအကြောင်းနည်းနည်းရှင်းပြမယ်။ဒါရီမိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ game မဆော့ game ပေါ့နော်။အာ hero တွေကြွေးရ။ကိုကကြီးနဲ့ hero လေး hero train မယ်ဆိုတာမှလူကင်နေရတဲ့မျိုးတွေပြဿနာတွေကတော်တော်ကြီးကိုမှရှင်းမိတာဖြစ်သွားမယ်။ကိုကဂျန်ငယ်လာဆော့ကျင်လဲကိုကဂျန်ငယ်လာကိုကြိုက်တဲ့ကောင်ကင်နဲ့ကြွေးလိုက်ရုံပဲကဲဆို။ ီမှာ brother တို့ခုမြင်တွေ့နေရတယ်လို့ပဲ hero တွေရှိရဗျာ hero ကမဝိုင်းရကြရှိသမျှ hero တွေအကုန်ရှိရအဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ hero ရင်းမယ်ပြီးရ second ပါ second နဲ့ဆော့ကျင်လေကိုမှရှိရအဲ cloud ရဲ့ legend second ကြီးနဲ့လား cloud ရဲ့အဲပြီးလို့ရှိရင် apple second နဲ့လားနော်အဲအဲ့လိုမျိုးလေးဆော့လို့ရတယ်စတာကျွန်တော် second ကြီးကရှောက်ပြောတာနော်နော် cloud ရဲ့ starlight skin နဲ့ဆော့မယ်ပြီးတော့ကျွန်တော်ဒီဘက်မှာအဲဗရဲဆရက်ဗရဲဆရက်ဒီမှာဆိုကျွန်တော်တို့ cloud ကိုဘာနဲ့ဆော့မလဲ jungle နဲ့ဆော့မလား rick နဲ့ဆော့မလားဘာညာ dragon နဲ့ဆော့မလားအဲကျွန်တော်ဒီမှာ flicker နဲ့ပဲဆော့မလားပေါ့နော်စိတ်ကြိုက်ရွေးလို့ရတယ်ကလောက်အဓိက van channel ကောင်းတော့ကျွန်တော် van channel ပဲနော်ပြမယ် ကဲပြီးသွားလို့ရှိရင်ဗာလဲဆိုတော့ကျောင်း ambulance နေ ambulance နေပတ်မှာဆိုလဲကျွန်တော်တို့ဒီကိုစိတ်ကြိုက်ပေါ့နော် game ပွဲမဆခင်နေကျောင်းချိုရွေးရုံပဲကျွန်တော်မသိရမလားဟိုဗတဲတဲရောက်သွားမှရွေးတယ်ဆိုလို့ရှိရင်နာမသိရမလားအော်အချိန်ကမလောက်တာတွေပါဖြစ်တယ်ဒီမှာဆိုကိုစိတ်ကြိုက်ကအကုန်ချိန်ညှိရရုံပဲချိန်ညှိလာပြီးတော့တခါလေ game နဲ့ရောက်တာနဲ့တန်တီးရုံပဲနော်တကယ်လို့ကိုအဲ့လိုမှမဆော့ခြင်းဆိုဒီမှာ pro set တွေလည်းရှိရပေါ့နော် professional player တွေရဲ့ အဲဆက်တက်လေးတွေကိုယူပြီးတော့တုံးလဲတုံးမတုံးလဲရတယ်ပေါ့နော်။ကဲပြီးတော့ဒီမှာရုပ်တုတွေရုပ်တုပါညာတရကလေးရှိရင်အဲ့ဒါပါပဲအဲ့ဒါပြီးွားကျွန်တော်တို့အဲဂိမ်းစတက်မီကိုနှိမ့်လိုက်ပြီးဆိုတာနဲ့ခေါင်းကြီးတို့အနေနဲ့ကဒီဂိမ်းလေးကိုပွဲရှာတာလေးပြီးသွားလို့ရှိရင်တခါလေးဂိမ်းလေးကိုတခါလေးတန်းရ Wi-Fi ကတို့ Mobile Legends ဆိုနဲ့တန်းပြီးလို့ရသွားမှဖြစ်ပါလေ။ကဲအဲ့တော့အဲ့ဒီချက်ကကျွန်တော်တော်တော်လေးကိုမှသဘောကျပါတယ်ခေါင်းကြီးတွေ။ကဲဘလို့မြင်လဲဆိုတော့ခေါင်းကြီးတို့တခုတစ်ချက်လောက်ပြောခဲ့ပေးကြပါဦး။ကဲခုလလုံးစေတော့ပေါ့နော်။ ဒီအတိုင်းဆက်ပါပေါ်မှာလည်းဒီစတားကလာနေပြီ။ဘာစတားလိုက်လဲဆိုအလုံးမဲ့တည့်ရဲ့အတိုင်းဖိုးပြီးရဲ့စတားလိုက်ပေါ့နော်။ကဲစတားလိုက်စကင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဝိုင်းစီတို့ကလာတိုင်းဒီစတားလိုက်လက်ကီပေါက်ကိုဖောက်ပြပေးနေကြဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲမနေ့တိုင်းဒီဗီဒီယိုတင်ပြီးသွားလို့နောက်နေ့ကြလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီစတားလိုက်ဖောက်တဲ့ဗီဒီယိုလေးကိုဒိုင်မွန်အကုန်ကြခံပြီးဘဏ္ဍကလောက်ရမလဲ။ဘာတွေဂုံသွားရမလဲဆိုတာကိုဖောက်ပြပေးတော့မှာပဲဖြစ်ပါလိမ့်။ကိုယ်တော်တော့တရားတော့ကျွန်တော်ရှိမှရှိတဲ့ဒိုင်မွန်လေး29လုံးနဲ့ပေါ့နော်။အဲဘန်းစာပုံမှာလက်ဖောက်လိုက်တာတော့ပေါတမပေါ့ဘူး။ တရတော်ထားလိုက်တော့မနှက်ပြတ်မှာအဲ့ရဲ့အရှင်ကိုဆက်ကြမယ်ခေါင်းကြီးတို့နော်။ Okay နောက်ထပ်အနေနဲ့ကဘာလဲဆိုလို့ရှိရင်တော့ပြေကျွန်တော်တို့ဒီ Mobile Legend ရဲ့မဟုတ်အတက်ပေါ့နော်ကျွန်တော်တို့ဒီ Echo Tree ကိုဝင်လိုက်မယ်ဆိုလို့ရှိရင် Cove Crash ဆိုတာလည်းရှိတယ်။အမှကျွန်တော်က Lobby ထောင်ပြီးတီးရမယ်။သူရဲ့ပုံစံဘယ်လိုမျိုးတီးရမှာလဲဆိုတော့ကောင်းကြီးတွေသူက3ယောက်ပဲဆော့လို့ရ3ယောက်တတင်းပေါ့နော်3ယောက်တတင်းဆော့ရမယ်ဆော့တဲ့အခါမှာကျွန်တော်တို့အဲကျွန်တော်ဒီ brother တို့ကိုတော့ကျွန်တော်ဒါအရင်ရှင်းမြရင်တော်တော်ကြီးကိုရှင်းမှာရှင်းမြရင်တော်တော်ကြီးကိုရှင်းမှာဆိုတာထက် ဘရာသာတို့နားလေလွယ်အောင်ရှင်းပြရင်တော်တော်ကြီးကိုရှုပ်မှာအဲ့တော့ဘရာသာတို့နားလေလွယ်အောင်လူကြီးတို့ရှင်းပြောမယ်ဆိုတော့ပက်ကြီးစော့ရတယ်လို့ပဲပေါ့နော်။စုံကြီးရှိရယ်မိုဘိုင်းလက်ကျစ်ဗတဲ့ကွင်းကြီးကစုံကြီးနဲ့ပေါ့နော်။အဲအဲ့ဒီစုံကြီးကတဖြည်းဖြည်းချင်းချင်းချင်းကျင်းလာပြီးတော့ကျွန်တော်တဖွဲ့နဲ့တစ်ခွက်နဲ့တီးရမှာတဖွဲ့သုံးယောက်အဲအဲ့လိုပုံစံမျိုးလေးနေတီးရမှာဖြစ်ပါလေကောင်းကြီးတွေအဲ့လိုဆိုလေကောင်းကြီးတွေသဘောပေါက်လာမယ်ထင်ပါတယ်။ကဲပြီးတော့ဒီကျွန်တော်ဒီ make sure zero ဆိုတဲ့ event အကြောင်းကျွန်တော်ဟိုတနေ့ကဗီဒီယိုလေးတင်လာတယ်။အဲ့ဒီ video ထဲမှာဆိုလို့ရှိရင်ဒီ event မှာ အဲစီယာ Xbox Roger ရဲ့စကင်၃ောက်လာမယ်အဲဒါပေမဲ့ကျွန်တော်မပြောလိုက်ရတာတခုကအဲဒီဘက်ကကျွန်တော် promo diamond နဲ့လှည့်လို့ရမယ်ဆိုတော့မပြောနိုင်မိဘူးပေါ့နော်ကေဆိုတော့ကျွန်တော်ကဘလို့လို့ဒီ event promo diamond နဲ့လှည့်ရမှာလဲဆိုတော့အခုလောလောဆယ် original server ကို brother ကိုတွားရှို့လိုက် promotion ပွဲတော့ဆိုပြီး9လပိုင်း20ရက်နေ့ကနေပြီးတော့10လပိုင်း1ရက်နေ့အထိကျွန်တော်တို့ promo diamond က ပြန်လာမှာပဲဖြစ်ပါလေကောင်းကြီးတို့ကဲဆိုတော့ promo diamond ပြန်လာရင်ဘာတွေလုပ်လို့ရလဲဆိုတော့ epic skin တွေကိုကျွန်တော်တို့ဒီ diamond တစ်လုံးနဲ့ဝယ်လို့ရမယ့်အနေထားပါညာတစ်ပါးလေးတွေပါလာအောင်မှာပဲဖြစ်ပါလေ promo diamond ဘယ်လောက်ရမလဲတော့မမင်းနဲ့အများဆုံး800ကျော်အဲတခြား task ဘာညာလုပ်လို့ရှိရင်တော့တစ်ထောင်ကျော်လောက်ရမယ်ပေါ့နော်ကဲဆိုတော့အဲ့ဒါတွေက brother တို့တိပြီတာအဲ့တက် brother တို့မတိသေးတာတစ်ခုကပါလေဆိုတော့ကျွန်တော်အခုပြမယ်ကျွန်တော်ဒီချောင်းရဲ့စိတ်စီရစကင်ဒီခုနလပိုင်းကျွန်တော်တို့၁၈ရက်နေ့မှာဆိုလို့ရှိရင်စိတ်စီယာအိဗက်ညာပြန်လာမယ်စိတ်စီယာအိဗက်နေ့မှာဆိုလို့ရှိရင်ရွှေရောင်စကင်၃လောက်ဖြစ်တဲ့၆ ဘဒန်ဗလီယာဆိုပြီးစကေတုံးအောင်ပါလာမယ်။အဲပြီးတော့ရင်ဘဒန်ရဲ့ဒလတ်ငွေရောင်စကင်ခဲရောင်စကင်လေးကိုကြာတော့ကျွန်တော်တို့ကဒီတန်တော့တစ်ခါလဲရုံနဲ့ရမယ်။ဒါပေမဲ့ဒီကျွန်တော်တို့ခြောင်ရဲ့ဒီအစိမ်းရောင်စကင်ကိုကြာတော့ကျွန်တော်တို့ကဒီပရိုမိုဒိုင်းမွန်းနဲ့ဒိုင်းမွန်းနဲ့သုံးပြီးဝယ်ရမယ်အနေအထားလေးမှာရှိတယ်။အဲဒါပေမဲ့လည်းအဲ့ဒီစကင်ကအခုတစ်ခေါက်လိုက်ရင်လည်း free ပေးဖို့ညားတယ်ပေါ့နော်ကျွန်တော်ကြည့်ရတော့ကတော့ ဒါတော့ဒီ6ရဲ့စိတ်စီရဤကြီးပါမှာပေါ့နော်စကင်၎င်းလုံးကိုလည်းလိုချင်တယ်ဒီ promo diamond နဲ့လည်းခုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာကတော့ဒီအစိမ်းရောင်စကင်လေးကတော့တေချာပေါ့ပေါ့နော်ကျွန်တော် promo diamond နဲ့ခုံးစင်းသွားလို့ရမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ကဲဆိုတော့ brother တို့ဘာတိကျင်တာရှိသေးလဲကျွန်တော် comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးညှိကုံပြီးမေးခဲ့လို့ရတယ် why zero အနေနဲ့ brother တို့အတွက်အခုလိုမျိုးတက်ဆက်ပေးနေတဲ့ဗီဒီယိုလေးကို brother တို့ကကြိုင်းနေတတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို VPN လေးခန့်ကြည့် ကြည့်ပြီးသွားပြီဆိုလိုင်းရ accessory တွေလုတ်ခဲ့ပြီးကိုကျင်လက်တယ်ကျွန်တော်အနေနဲ့ကလည်းဂုံးစင်းကြီးတွေနဲ့အပြင်ကျွန်တော်တို့ mobile legend update အစ်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ browser တို့အနေနဲ့ subscribe တွေလုတ်ထားပေးဖို့တောင်းဆိုခြင်းနဲ့နောက်ပြီးတော့အရမ်းမှန်ရတကူကဘာလဲဆိုတော့ ျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာ giveaway တွေကိုလည်း brother တို့အငဲတဲ့မထင်မထင်ကလို့ပေါ့နော်ကျွန်တော်ဗီဒီယိုပုံမှန်ကြည့်ပေးနေတဲ့သူတွေကိုအငဲနဲ့ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မကောင်းကြီးတို့အနေနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe ရေလှုပ်ထားပြီးတော့တင်မြတ်ဗီဒီယိုတွေကြည့်မယ်ဆိုရင်တော့ YCO ရဲ့အကြံလာ giveaway တွေမှာ brother တို့အနေနဲ့ပါဝင်ကဆန်းနိုင်မှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရေကဲဆိုဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအစုံထိလိုက်ကြည့်ပေးကြကြလို့ကောင်းကြီးတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်းဆိုချီထိပေါက်နိဗ္ဗာန်ရောက်ကြပါသေးလို့ YC မှစွမ်မုံကောင်တောင်းမိလိုက်ပါတယ်ကောင်းကြီးတို့ရေ